ဆဇလူခါကဖြစ်တည်လာခဲ့တာလွန်ခဲ့တဲ့6နှစ်တည်းရပါတော့ဒီမှာတခါလေးပြောချင်တာတော့ကိုဒီ6နှစ် အထီတောင်မှလက်ခံအားပေးတဲ့ customer တွေကိုလည်းဒီကနေကျေးဇူးတင်တယ်ပေါ့ဖြစ်တည်လားတော့ဒီလိုပဲမမတို့ငယ်ငယ်တုန်းကဇီးကိုတုတ်ကိုစားကြရင်အားတဲ့အချိန်မှာငံပြားကြီးတို့ငရုတ်သီးမောက်နဲ့ဒီလိုပဲနယ်ဖက်စားနေရတဲ့အကြံလေးတစ်ခုရရနဲ့ဩဇီးကိုတုတ်ရင်တုတ်ရင်နဲ့ကိုကြိုက်တဲ့အသီးလေးတွေထည့်လိုက်တာပေါ့နော်ပင်မယ်သီးလေးတွေထည့်လိုက်ဘောက်သီးလေးတွေထည့်လိုက်ကီဝီသီးလေးတွေထည့်လိုက်အဲ့ဒါနဲ့ဘူးလေးကိုလှလှပပပြည့်အောင်ဆင်လိုက်တယ်ဆင်လိုက်တော့အဲ့ဒီမှာဟို ကြိုက်ကြရတဲ့သူတအားများသွားတယ်ပေါ့နော်အဲ့ရနေဆက်ဆလူးခါဖြစ်လာတာပေါ့အမကလည်းနာမည်လေးတွေဆိုပေါက်ကရလေးတွေပေးတတ်တယ်လေအမဆက်ဆလူးခါဆက်ဆလူးခါဆိုပြီးတော့ဖြစ်သွားတယ်တကယ်လဲစားတဲ့လူတွေကဆက်ဆလူးခါကြရတယ်ပေါ့နော်အဲပက်ကေ့ချင်းလေးတွေနဲ့တေးချရောင်းပြစ်သွားတာကကြတော့ ဟိုအမကဒီတငယ်ချင်းတွေတွေ့တာတို့မင်္ဂလာပွဲလေးတွေတို့ဘာတို့တွားရတယ်ကိုတွားရတယ်ပွဲလေးတွေဆိုရင်အဲအမအဲ့ဒီအချင်းမောင်းကအဲ့ဒီခက်ကတိတ်ပြီးတော့ခင်မစားကြသေးဘူးပေါ့နော်အဲ့ဒီအချင်းမောင်းလေးတွေချပေးလိုက်တဲ့ဥပမာတရက်တီးတွေ့တရက်တီးနေပြီးတော့ချပေးလိုက်တဲ့မယန်းဒီပေါ်ချိန်မယန်းဒီချပေးလိုက်တဲ့အဲ့ဒီဇီးသီးလေးတွေတုတ်ပြီးချပေးလိုက်အဲ့လိုမျိုးလေးတွေကကျွေးလိကျွေးတာမရှိတော့အဲ့မှာစားရင်စားကြရင်လည်းသဘော အော်ကြတယ်ပေါ့နော်သဘောကျနေနေပဲအဲ့မှာအမရဲ့ရောင်းမှာရောင်းမှာဆိုပြီးတော့ရောင်းလိုက်တာမှအဲ့လိုစားကြတယ်အဲ့မှာမတ်ဝဲကလည်းအဲစားတယ်နောက်တော်တော်များများကလည်းအဲမတ်ဝဲနဲ့ပတ်သက်တဲ့ပရိသတ်တွေနောက်ဟိုမင်းသားမင်းမီအတိုင်းဝိုင်းကြီးကလည်းစားကြတယ်အဲ့ရနေပြီးတော့ဆက်ဆက်လူခါလေးဖြစ်လာတာပေါ့နော် မြန်မာလေဒါတော့လေအဲဇီးရိုပေါ့နော်ဇီးရိုတွေကိုအမတို့ထိုးတယ်ထိုးပြီးလို့ရှင့်ရင်အဲဒီမှာတည့်ရက်ယူတည့်ရက်ယူမယန်းယူမယန်းယူဆိုလဲအမတို့ထိုးတယ်ပေါ့နော်ဒီမှာတည့်ရက်ယူဆိုလို့ရှိရင်ဒီထက်ကိုပြန်ပြီးတော့မှညှစ်ဟိုညှက်ပြီးတော့ထည့်တယ်ဇီးရိုဆိုလို့ရှိရင်လည်း သေးချလေးစားတဲ့လူတွေဇီးသည့်အလုံးနဲ့မတူအောင်လို့သေးချလေးညှက်ပြီးတော့အဲပြန်ပြီးတော့ထည့်တာဒါဟုမှအချိန်ယူပြီးတော့လောက်ရတာပေါ့နော်စိုးစေးတွေပိုင်းလုံးဝမပါဘူးတာရှည်ကန်စေးတွေလည်းမပါဘူးဒီတရက်သေးပေါ်မှာသေးချအမားတို့ထုံးနဲ့စိမ့်စိမ့်ပြီးတော့ကြားနဲ့ထိုးမှသူအကြည့်တက်ကလေးတောင့်တောင့်လေးရတယ်အဲ့ဒါအမားတို့ဆက်နဲ့ ပြန်ပြီးတော့အချောက်ပြန်ပြီးတော့လှုပ်ထားပါเนาะထញ្ញက်ဆော့ထញ្ញက်ဆော့ဆိုလို့ရှင်လေအမားတို့တေးချဟိုထញ្ញက်ဆော့ကိုတေးချကြိုတယ်ထញ្ញက်ကဘာလဲဆိုတော့ဒီလိုမျိုးထညက်ကလည်းအတက်လို့ပြောနေတာပေါ့နော်။ထညက်ကလည်းလေအမဟိုဈေးကြီးရင်ကြီးပါစေ။အမကိုထညက်ဖို့ထညက်စစ်စစ်ပဲပေးပါ။ဒီလိုမျိုးကြိုလိုက်တဲ့အခါမှာဟိုဘယ်လိုခေါ်မလဲအစီအစီကြီးတွေဖြစ်သွားတာတို့ ဟိုကြဲကြဲကြီးတွေဖြစ်သွားတာတို့အမားတို့လက်မခံဘူး ဒီထញက်စစ်စစ်မြမထញက်စစ်စစ်ကိုပဲအမားတို့အသုံးပြုတယ်ပြောရရင်ပြည်ရင်းပြစ်တွေကိုပဲအမားတို့အဓိကထားပြီးတော့သုံးတာပေါ့နော်ဒီဟာမျိုးဆိုလို့ရှိရင် အမားတို့ဒါအယောင်ပါတဲ့အချိန်ဆိုရင်တနေ့တပန်းတော့ကုန်တယ်ရောင်းကောင်းတဲ့အချိန်ဆိုလို့ရှိရင်အမားတို့၃လ၅ပန်းကိုဇက်တိုက်နေရတာဒီပန်းကို၃လ၅ပန်းယာနဲ့ယာနဲ့ချီပြီးတော့နေရီရောဘာရီရောဖိုင်နဲ့အမားဒါ live တွေလည်းလွှင့်ပြခဲ့ပါတယ်ဒီတကယ်ကိုရောင်းခဲ့တယ်ဆိုတဲ့အကြောင်းပေါ့နော် thank you အမအဲ့လိုနာမည်လေးတွေကိုရှောက်ပြီးတော့ပြောတတ်တယ်ပေါ့နော်ပြောတတ်တယ်ဆိုတော့အဲပါဇက်ကလည်းအဲ့ဒီအချိန်မှလေဟဲ့ဒါဆိုင်ဆက်စလူခါသွားမယ်ဒါဆိုင်ဆက်စလူခါသွားမယ်ဆိုတော့အဲအဲ့လိုပြောရင်းနဲ့အဲ့ဒီကနေပြီးတော့ပဲဆက်စလူခါတော့ဖြစ်သွားတာ အာနှစ်ပေါင်းလဲအမဆိုရင်ဒါ6နှစ်ကြော်ပြီပေါ့နော်ဒီ6နှစ်အတွင်းမှာအမနဲ့ဒီဆဆလူခါနဲ့တွဲပြီးတော့မြင်တယ်ဆိုတာအမဒီစားသုံးသူတွေပေါ်မှာအမတစ္ဆာရှိရဲ့နောက်ွယ်မှာဘလို့ပဲဖြစ်ဖြစ်အမဒီပစ္စည်းကိုစိတ်ထမ်းမှာမကောင်းမတန့်အောင်ဆိုအမလုံးဝလွတ်ပလိုက်တယ် ပြီးတော့တန့်တဲ့ပစ္စည်းကိုပဲဟိုတုံးတယ်ပေါ့နော်ကုံချမ်းဆိုလို့ရှိရင်အမကုံချမ်းသမားကပြောတယ်ကျမကဓာတ်ူဆေးတွေတာရှိခံဆေးတွေလုံးဝမတုံးပါနဲ့ကျမမကြိုက်ရင်ဟိုကျမပစ္စည်းကောင်းကောင်းမကျမတုံးကျင်တယ်အဲကျမရေရှူတောင်းရပဲជីជីအဲဘလို့ပဲជីជីကျမဒီအစားအသောက်ပေါ်မှာယူသွတ်တယ်ပေါ့နော်ယူသွတ်တဲ့အတွက်ကြောင့်မလို့တနန်ရှင်းရှင်းလက်လက်ဆက်ဆက်နဲ့ကိုမြန်မာပြည်ကထွက်တဲ့ဒေတာထွက်တဲ့ဟာတွေကိုတလေးတစားနဲ့ပြန်ပြီးတော့ ဖော်ထုတ်ပြီးရောင်းချတာပေါ့နော်ဒီတမန်းစာဆိုလို့ရှိရင်ဘူး60ထွက်တယ်တခါတလေကြားလို့ရှိရင်အိမ်လာဝင်လေဟိုကုံသွားတာကြီးရှိရဲ့အဲအကြောင်းမလို့ဖုံးလေးတော့ဆက်ပေးပါလို့ဒီမှာလေဒီလိုဒီဒီထဲမှာချိုးချင်းငန်ဆက်အရတာပေါ့နော်ဒီဒီယာရဲ့အနှစ်ကအသက်ဟိုရာမနဲ့မှွေတော့ဒီယာကြီးကပိတ်တာကိုမနေဘူးအဲတခါဟိုဟာဆိုလို့ရှိရင်ဒါ15ဟို15ပိတ်တာလောက်ရှိရဲ့ 15ဘိတ်တာလောက်ကိုဟိုရောင်းမနဲ့မှုလို့လည်းမရအောင်ဆက်နေကြတော့လဲဆက်နေမှုလောက်အောင်လဲဟိုခင်မမိသေးဘူးပေါ့နော်ဟိုအဲ့တော့ဒီဒီဟာလက်နဲ့ပဲမှုရောဒါလေးတွေကနှက်နှက်ဆက်ဆက်လေးဖြစ်သွားတာပေါ့နော်ဒီထဲမှာအသီးပဲနဲ့မျိုးပါလဲဆိုတော့ဇီးသီးပါတယ်မယန်းပါတယ်တရက်ပါတယ်မမန်းပါတယ်ပေါ့နော်လေးမျိုးပါတယ်ညီမအော်ဒါပြီးလို့ရှိရင်အမတို့ topping လာလိုက်မယ်ဒါကတော့ base ပေါ့နော်ဒီဟာရဲ့ဒါဆက်စလူခါရဲ့ ဟိုဟာကအခြေခံကတော့ဒီအနှစ်ကအသက်ပဲအသက်ပဲပြီးတော့ဒီဇီးသီးဆိုရင်အမတို့ကအလုံးလိုက်မသုံးဘူးဇီးသီးလေးတွေပါတေချာပြန်ပြီးတော့ဟိုကျိတ်ထားတာပေါ့နော်ဇီးသီးဟိုမထိုးခင်နဲ့ကကျိတ်ကျိတ်ပြီးတော့မှဒါမျိုးပြန်ထည့်တာမြုပ်သီးမုတ်ဆိုလို့ရှိရင်လည်းအမတို့ဒါဟိုစားနေတဲ့မှာဆက်လာတဲ့မြုပ်သီးမုတ်ပေါ့နော်ဟိုထိုင်းမြုပ်သီးမုတ်နဲ့ဆက်ပြီးတော့ပြန်ပြီးတော့ တုံးတာပေါ့ကိုယ့်ဘက်ကိုပြန်ပြီးတော့ပဲလုပ်ပြစ်ကိုယ့်ဘက်ကိုပြန်လှုပ်ထားပါတန်ရှင်းမှုပိုင်းနဲ့ပတ်သက်ရတော့တေးသေးချာချာလေးလှုပ်ပါတယ်အမတို့အသေးချာအုပ်ဆိုင်တယ်ပြီးတော့အမဒီအမအချိန်ပေါင်းကနေ့တိုင်း delivery ရှိရယ်နေ့တိုင်း order တွေရှိရယ်နိုင်ငံသားတွေလည်းပို့ရတာတွေရှိရယ်လက်ဆောင်တွေပေးဖို့ဝယ်ကြရလည်းရှိအဲ့ဒီအတွက်ကိုအမလက်ကျန်ပစ္စည်းကိုမရှိဘူးမရှိတဲ့အတွက်ကြောင့်မလို့ဒီပစ္စည်းက ဟိုဒီလှုပ်လိုက်တာနဲ့ကုံသွားရတယ်ပေါ့နော်အိမ်မှာလည်းလာဝဲကြရတယ်ပြီးတော့အမကထညက်ဆိုလဲပစ္စည်းကောင်းကောင်းပဲတုံးတယ်ထညက်စစ်စစ်ကိုပဲတုံးတယ်ထညက်စစ်စစ်ကိုဟို ကြိုပြီးတော့မှဒီဟာနဲ့ပြန်ပြီးတော့ marinate ပြန်လုပ်တာပေါ့နော်။အဲဘလောက်အတွင်းပေါ်အောင်ဆားဆိုတော့အမကတော့ပြင်မအပူချိန်ကိုနှစ်ရက်ပဲအာမခံတယ်။ရေခဲတစ်တာထဲမှာထားစားရင်တပတ်ပေါ့။ဒါပေမဲ့နှစ်ရက်ခံတယ်ဆိုပေမဲ့လည်းအမပစ္စည်းကအဲ့လိုထညက်ကိုတေးချကြိုချက်ပြီးတော့ရောပြီးတော့ထညက်ဆော့ကိုပဲအဓိကထားပြီးတော့လုပ်တဲ့အတွက်ကြောင့်မလို့အဲတဲသွားကြတဲ့လူတွေကလည်းဟို ျက်စီးတာဘာညာတိတ်မရှိဘူးပေါ့နော်အရန်နေပူထဲမှာပြစ်ထားတယ်ပူလောင်နေဆိုရင်တော့ဒီပစ္စည်းကမလတ်တော့ဘူးပေါ့ဒါအနှစ်ကအသက်အနှစ်မြန်များဆိုလဲအနှစ်မြန်များထည့်ပေးလိုက်တယ်ပေါ့နော်ဒီလိုအနှစ်ကအသက်တက်ဒီလိုမျိုးနေပြီးတော့မှအမတို့ကဒီလိုရန်ကုန်စားဆိုရင်ဒီလိုဘူးလေးနဲ့ ဒီလိုဘူးလေးနဲ့ပင့်မဲ့သီးပါတယ်ပေါက်သီးပါတယ်စပစ်ချင်ပါတယ်ဒါတင်မောစည်းပြူတော့ပင်ရတော့အမျိုးမျိုးပြောင်းသွားတယ်ပေါ့နော်ဇွန်လေးတဲ့အစင်အစင်နဲ့ပါတယ်တဘူးဆိုရင်အများကြီးပဲ30သားနီးပါးပါတယ်ပေါ့အဲဒါကိုနေပြီးတော့နေဖက်စားရေခဲတစ်တာထဲမှာတင်ထားရင်တပတ်ခံပါတယ်တဘူးတဘူးဆိုလည်းအများကြီးစားရပါတယ်အလေးကြီးပါဒီမှာအနှစ်တရောပါတယ်ရောဒီအပေါ်ကတော့ပင်လေးတွေကတော့ဂျာတိပေါ်တဲ့အချိန်အခါနဲ့လိုက်ပြီးတော့တော့ပင်လေးတွေကတော့ပြောင်းတယ် ပြင်မဲ့သေးရတော့ပုံမှန်ပါတယ်ဒီဒီ ဒီအတော့နဲ့ဒီပင်မဲ့ဒီရမွှေးမွေးလေးချင်းချိုချင်းအနစ်နဲ့အကြောင်းမလို့ဒီအရသာချိုချင်းငန်ဆက်အရသာဖြစ်သွားတယ်ဒါကတော့ရန်ကုန်အတွက်ဆိုရင်ရန်ကုန်စားဘူးလေးနဲ့ပါပက်ကေ့ချင်းကိုတေချာလေးပိတ်ပြီးတော့စီးတိတ်ဒီပိုင်းနဲ့လုပ်ပြီးတော့မှပို့ပေးပါတယ်ဒါကတော့နေရီနေရီအတွက်ပေါ့နော်နေရီအတွက်ကတော့ဒါနိုင်ငံခြားအထိပို့တယ်ရဝေးမြေခြားအတော်တော်များများကိုပို့တယ်ဒါနိုင်ငံခြားအတွက်ဆိုလို့ရှိရင်တော့ဒီလိုမျိုးသုံး သုံးတက်ထုတ်ထားရပေါ့နော်သုံးတက်ထုတ်ထားတော့ပေါက်เสียလည်းမလို့ပြဲเสียလည်းမလို့အထဲထဲမှာ zip lock ရှိရယ်လေဆုပ်အိတ်ရှိရယ်အပေါ်အားမှာဒီဆက်ကူလေဆုပ်အိတ်နဲ့ပြန်ပြီးတော့ထည့်ထားရဒါဒီရလေးဆိုရင်8500နဲ့အရန်ပေးလို့လှရတယ်ဆက်စလူခါရဲ့အသက်ကအနှစ်ပေါ့ အမရေအနှစ်များများထည့်ပြီးပါအနှစ်ကအရန်ရတာရှိရပဲအမတို့ငယ်တုန်းက0ဆိုင်0ကကြက်တဲ့အနှစ်ကိုလေအမတို့ပလတ်စတစ်ကိုထုတ်စားတယ်လက်နဲ့ကော်ပြီးတော့ဒီလိုရက်စားတယ်နောက်ဆုံးလေအားမရရင်တော့မှအဲ့ပလတ်စတစ်ကြီးကိုဝါပြီးတော့စားကြတယ်အဲ့ဒီရဲ့အနှစ်ကိုအမအရန် အော်အနှစ်ကြိုက်မှာပဲဆိုပြီးတော့အနှစ်ကိုအမများများကိုထည့်တာများများကိုအခြေခံထည့်တာအဲ့တော့ဒီအနှစ်များများတောင်းလေချိုတဲ့ဘက်ကူသွားမယ်ဆိုရင်အမကထပ်ပြီးတော့ပြောလိုက်တယ်မြုပ်သီးမုတ်လေးကိုပါကိုထည့်စားအသီးလေးတွေထည့်စားဒီတချို့တွေကလေဒီအနှစ်ကိုခြံပြီးတော့ရှိရတမများသီးတွေစိတ်စားအာရှိရအသီးတွေဟိုသခွားသီးတွေကြက်သွန်တွေတော့ထည့်လို့မရဘူးပေါ့နော်တင်မောသီးတွေတော့ဟိုအဲ့လို fruit လေးတွေကိုထည့်ပြီးတော့စားရင်တော့မှအရသာရှိပါတယ်လို့သူတို့ရဲ့အဲ့လိုမျိုးဟိုဟိုသူတို့ရဲ့ ဲ့ခံတဲ့ဒင်နာပွဲလေးတခုမှပေါ့အဲတိတ်တော့မမတ်မိတော့အမဒီအချင်ပေါင်းလေးကိုထည့်ပေးလိုက်တယ်တခါဒီကျရင်အစားတောင်လေးတွေမှာတဲ့အခါကျရင်အချင်ပေါင်းလေးကိုထည့်ပေးလိုက်တယ်ထည့်ပေးလိုက်တော့အဲ့ဒီကနေပြီးတော့ကြိုက်သွားကြတာပေါ့ shooting နေပိုင်းမှာကျွင်းပြုံနေတခြားမင်းသားမင်းသမီးတွေလည်းတော်တော်များများအားပေးကြပါတယ်အမရှိကဒါအမဆိုရင် သိကြတာများသွားတယ်ပေါ့နော်ဥမ္မာဒီရောက်တယ် ရှယ်ပဲသသလူခတော့ဟာဒါလေးပဲကြံတော့ဘူးပြည့်ရဒါဆိုလို့ရှိလို့ရှိရင်ဇီးရို့တော့ဒါကတော့ဇီးသီးလေးတွေကိုစိတ်မထားဘူးပေါ့နော်ဇီးသီးလေးတွေကိုအလုံးလိုက်ပဲဒါအမားတို့ငငယ်တုန်းကစားခဲ့တဲ့အဲဒီအနှစ်ဇီးသီးအနှစ်ရဲ့ဒီမှာနော်အနှစ်ရဲ့ပဇွန်ကြောင့် ဇွန်ကြောက်တေရဲ့ညံပြရဲ့ငရုတ်တိမှုံနေနဲ့ဒါကတော့ဇီးရိုတော့ဒါဆိုလို့ရှိရင်လည်းဒါဇီးသီးကိုတေးချအချောက်ကိုထိုးထားတဲ့အတွက်ကြောင့်မလို့ဟိုနည်းနည်းလေးတော့ဆက်ဆလူခါတယ်ဆိုင်တော့ဒါကပို့ပြီးတော့ခံတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါအမတို့ငငယ်တုန်းကဇီးရုပ်လေဇီးရုပ်စားရတဲ့အနှစ်ဇီးသီးအလုံးလိုက်ကလေးကိုပဲဒါကပြန်ပြီးတော့တုတ်ထားတာဒါကတော့တီးဆောင်ယူတွေမပါတော့ဘူးပေါ့နော်ဒါလေးကတော့ဒါလေးအဲဒါလေးကတော့မယန်းမယန်းကင် အမားတို့ငယ်ငယ်တုန်းကဒီမယန်းခင်ဆိုတာလေးဟိုပိတ်ကားထောင်ပြီးတော့ပွဲတွေတို့ဟိုဇက်ပွဲတွေတို့အငိမ့်တို့သွားလို့ရှိရင်အဲ့မှာဟိုဘယ်လိုခေါ်မလဲကောက်ရိုးတွေနဲ့အထုံးမှာဒီမယန်းခင်လေးတွေကိုစိုက်ပြီးတော့ရောင်းကြတယ်မယန်းခင်တို့တည့်ရသီးခင်တို့ဒုတ်ကလေးတွေနဲ့ထိုးပြီးရောင်းရတယ်ငငယ်တော့ရဲ့ feeling လေးကိုပြန်လိုချင်တဲ့အတွက်ကြောင့်မလို့အမကဒီမယန်းသီးလေးတွေကိုခြံချမ်းပြီးတော့ကိုယ်တိုင်အရသာထက်ထည့်ပြီးတော့အချောက်နှမ်းပြီးတော့ဒုတ်ကလေးနဲ့ထိုးပြီးတော့မယန်းခင်စားကြည့်ပါ ပြောရင်းနဲ့တော့တည်ရူလာတယ်ရောင်းတဲ့သူတော့မတည်ရူလာတယ်ဒါကတော့မယမ်းခင်ပေါ့နော် မြေလှမ်းတာမဟုတ်ဘူးဆက်နဲ့ပေါ့နော်ပြန်ပြီးတော့ရင်းနေပါရင်နားမှာဆိုလို့သဲတွေဖုံတွေဝင်မှာဆိုလို့ဒါတေချာအမတို့တေချာခွဲတေချာရေဆေးပြီးတော့ဟိုဖြစ်တယ်လို့မလုပ်ပါဘူးအချိန်နေအများကြီးယူပြီးတော့ဟိုလှုပ်ထားတဲ့အတွက်ကြောင့်မလို့အမပြင်စီကြီးဆိုအမအရန်တန်ပိုးထားရတယ်ပေါ့နော်လက်ရှိမှာတော့ဒီဒီဆက်ဆလူခါကိုအဓိကထားပြီးရောင်မီပောက်တဲ့အချိန်မှာ channel လူတွေကအမဘာအစ်စ်ထွက်အောင်မလဲဘာအစ်စ်ထွက်အောင်မလဲလို့မေးတယ်အမဇီးသီးကိုအခြေခံထားတဲ့အတွက်ကြောင့်မလို့ဇီးသီးကိုအမကိုယ်တိုင်ထိုးတယ်ကိုယ်တိုင်ထိုးရင်အမလုံးဝ လုံးဝတကယ်ဟို100%စစ်စစ်ပဲပြီးတော့ organic အသီးတွေကိုအမပိုကြိုက်တယ်ဟို data တွေမှာလေဟိုမကြဘူးတယ်မစားဘူးအဲဟိုမသိဘူးသူတို့တွေမစားဘူးတာတို့မမြင်ဘူးတာတို့ဒီအသီးတွေကိုအမခုတော့လေ line ပေါ်မှာတော်တော်လေးတည်လာကြပါပြီမသိတဲ့အသီးမှန်သမျှအမဝဲတယ်အချင်းပေါင်းသည်အမလည်းခྱི་ထွက်ရတာဝါသနာပါတယ်ဒီအသီးကပါလဲဒီအသီးကပါလဲအမစားတယ်အချင်းကိုကြိုက်တာဟုတ် အဲ့တော့ data ထွက်အသီးတွေကိုအမှပြန်ပြီးတော့တုတ်တယ်ဆက်လက်လုပ်တယ်လုပ်ပြီးတော့ပြန်ရောင်းတယ်အဲ့ဒါကြီးရှိတယ်ပင်နိုင်ကတော့ဇီးသီးပေါ်ချိန်ဆိုဇီးသီးအဲဇီးသီးထိုးလို့ရှိရင်လည်းအမတို့မနိုင်ဘူးအမဈေးကိုဆိုလို့ရှိရင်တော်တော်များများရာသီပေါ်တဲ့အချိန်ဆိုရင်လုံးဝ dairy dairy နဲ့ဟိုထိုးတာအခုဟိုနိုင်ငံသားပို့တဲ့ quality ဈေးတုတ်ကတော့အမဆက်ယုံ packaging တွေပါတွေကအတ်ရတယ်လေအဲ့တော့စက်ရုံမှာတခါတည်းဟိုအတ်တယ်အတ်ပြီးတော့ဒီမှာပြန်ပြီးတော့ကုံချောပြန်လုပ်ပြီးတော့ပြန်ထုတ်တယ်ပေါ့အဲ့ဒါကတော့ဇီးယူလို့မယန်းယူလို့တရက်ယူလို့ပေါ့အဲ့ဒါကြီးလည်းရတယ်နောက်မယန်းသီးကိုအမကိုရဟိုဟိုအမအဲ့လိုပစ္စလက်ကလှမ်းတာတွေပါတွေမကြိုက်ဘူးဆက်နဲ့သေးချာလှမ်းနေဟိုရင်နာတာတွေပါတွေလည်းမကြိုက်ဘူးအဲ့ဒါတည်တည်ချာချာလေးကိုလုပ်ပြီးတော့ရောင်းပါတယ်အဲ့လိုတနိုင်အိမ်တွင်းစီးပွားရေးပေမဲ့တော်တော်များများဟိုပို့ပြီးတော့ရောင်းတယ်ပေါ့နော်ဒါနဲ့ဒီလို့ ရင်နဲ့တွဲဖက်စားတာကတော့ဆော့ပေါ့နော်ဟိုမယ်မင်းကြီးမဆော့လို့ခေါ်တယ်အမထညက်စစ်စစ်နဲ့လုံးဝအမ တရရာခိုင်တော့အမခန့်တယ်။ကုံချမ်းမှာပါလာရင်တော့အမမသိဘူး။ဒီဒီဆော့လေးဆိုလို့ရှိရင်လည်းအမဟိုဈေးသက်သာသာနဲ့လည်းရောင်းချရတယ်။အဲဘာမှလည်းတာချေခံဈေးမပါဘူး။ဓာတ်ရုဈေးလည်းမပါဘူး။ထင်းရစစ်စစ်ကိုပဲအမအသုံးပြုထားတယ်နော်။ဒါလေးတွေကတော့နိုင်ငံခြားပေးရင်ပို့ရင်ဈေးလည်းသက်သာတယ်။အဲဒီဒီရာဆိုလို့ရှိရင်ဈေးတော့ပေါ့နော်။လေးဆုံးအိမ်ကဆုတ်ထားတာ။ဒါလေးတွေဆိုရင်၄တောင်။ဒါဆိုလို့ရှိရင်ဒါ၅တောင်ပေါ့နော်။ ဒါ၄တောင်ဒါတထုပ်ကိုဒီရဆိုလို့ရှိရင်ဇီးပန်းသီးဇီးပန်းသီးကိုထိုးထားတာဒါအစ်စ်ပေါ့နော် အမကတော့အသီးလေးတွေကိုအစ်စ်ထွက်လာလို့ရှိရင် ကိုယ်တိုင်ဖန်တီးရရလဲဝါသနာပါတယ်သူများနဲ့မတူသူများလှုပ်ထားလဲအမလိုင်းမလှုပ်ချင်ဘူးအမလန်းကိုအမဖောက်ဟိုအမအအမလန်းကိုအမဖောက်ပြီးတော့အမထွင်ထားတာကိုပဲအမပို့ပြီးတော့နှစ်သက်တယ် on creation ကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်အဲ့တော့ဒီကျမတို့ငယ်ငယ်တုန်းကဇီးသီးတွေဇီးရီးတွေ ဟိုပြန်ပြီးတော့သတိတရနဲ့စားကျင်လဲဆိုလို့ရှိရင်ကျမရှိမှရပါတယ်လို့ဒါဆိုလို့ရှိရင်လည်းမယန်းယိုမယန်းယိုဆိုလို့ရှိရင်ကျမတို့တစ်နှစ်စာဟိုမယန်းဒီတွေကိုခွဲပြီးတော့လှောင်ပြီးတော့မယန်းဒီပေါ်တာနဲ့ချက်ချင်းမရပါဘူး။ဘာကြောင့်လဲဆိုတော့သူ့ကိုနေပြရတဲ့တကြားရင်စိန်ရရဲ့အများကြီးအစင်းစင်းလှုပ်ပြီးတော့မှဒီတထုပ်ထွက်လာဖို့အချိန်ကြီးအများကြီးယူရတယ်ပေါ့နော်။အဲ့တော့ မှာယူအားပေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်ပါရယ်ဟိုထပ်မံပြီးတော့မှာယူကြမယ်ဆိုလို့ရှိရင်လည်းကျမရှိမှာမှာယူလို့ရပါတယ်လို့